ခုလောလောဆယ်မှာဒါတော့ကျွန်တော်တို့ရှိကတော့နိုင်ငံတကာနေသားကိုရောက်တာတော့စလိုက်ထက်ပြီးရှိန်ပေါ့နော်အဲ့ကလေးကတော့လောလောဆယ်တော့ကျွန်တော်ဝမ်းမှာပါပါတယ်ဝမ်းမှာပါပြီးအခုလာမယ့်ဟိုဇန်နဝါရီမှာပါသူ့ဖွဲ့ထပ်ပါဖို့ရှိပါတယ်ရိုးရလဝဲကိုစိတ်ဝင်စားတယ်လဝဲကိုထိုးချင်တယ်အညီကိုရနေနဲ့ဒီကြမ်းနာရိုးရလဝဲကလည်းတိုင်းတရားမှာဖွင့်နေပြီးတဲ့အတွက်ကြောင့် လာရောက်ပြီးတော့လည်းကစားရှင်တဲ့လူတွေစုံစမ်းပြီးတော့လာရောက်ကစားနိုင်ပါတယ်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။အော်ဂျာမနိုင်ကလပ်ကကျွန်တော်တို့စလာတာက ကိုဗစ်ကာလမှာပါကိုဗစ်ကာလမှာလဝိသမားတွေနော်လဝိနီးပြားတွေအဲ့အချိန်မှာအဆင်မပြေကြဘူးပေါ့နော်အဲ့ခါကျပွဲတွေလည်းဝေးနေတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဟိုမှာမြောက်တကုံမှာဂျာမနီကလပ်နံပါတ်1ကိုစားလိုက်ပါတယ်အဲ့မှာဦးဆောင်တာကနီးပြားချုပ်ကတော့ရှီဂရက်ချန်ပီယံဒေါနာအောင်ပါအဲ့ကနေစပြီးတော့ကျွန်တော်ဂျာမနီကလပ်ကိုစားလုပ်တာပါပြီးတော့အဲ့ကနေပြီးတော့ကလေးတွေအားလုံးအဲ့မှာပဲပို့ပါတယ်နောက်ကျတော့ဒီဒုတိယဂျာမနီနံပါတ်1ကိုကျတော့ဆရာရှီဖလာဦးဆောင်ပါတယ်အရင်တော့ဆန်တီယိုမှာပါ စနေရောနေပြီးတော့အခုဒီဘက်ကိုရွှေ့လာတာကအခုဒီလာထဲမှာပေါ့နော်ပြီးခဲ့တဲ့ဟွာနေ့ကစပြီးတော့တလလောက်ကနေစပြီးဒီဒီဟွာကလိုက်ကစဖြစ်တာဟုတ်ကဲ့ဆိုတော့ဒီဘက်ကိုရွေးချယ်တယ်ဆိုတာကလည်းလိုင်းလာထဲမှာနေမှာနေတဲ့လူတွေလိုင်းလာမှာအလုပ်လာလုပ်နေတဲ့အဲ့လိုမျိုးဟိုအလုပ်ဝါသနာပါတဲ့လူတွေပြီးတော့လိုက်သားရနေကနေအဲ့လိုဝါသနာပါတဲ့လူတွေအဲ့လိုကစားသမားကောင်ထွက်လာနိုင်မဲဆိုပြီးတော့ကျွန်တော်ဒီဘက်ကိုရွေးချယ်လိုက်တာပါ ဆက်မှာတော့ကလကဟိုဆောင်မှာပေါ့အသွင်သေးပဲမှာပေါ့နော်ဒီကအကွာတော့လန်တရာပဲမှာအသွင်သွင်းသွင်းသေးမှာဖွင့်တော့ကျဟိုရွာဖက်ချမ်းကြတာပေါ့အခုဒီလန်တရာမှာဖွင့်တယ်ကျပိုပြီးလဲအဆင်ပြေလာတယ်ပေါ့နော်အဲကြောင့်ပိုပြီးလဲဝမ်းသာတယ်ပိုပြီးလဲအများကြီးအများကြီးကျူးစားဖို့ဆိုတော့ ပြီးတော့ message ရတာပေါ့။အော်လဝိကကြတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ရန်ကုန်မြို့ပေါ်အဓိကပေါ့နော်။အောင်းမြန်မာနိုင်ငံကကြတော့ရန်ကုန်မြို့မှာကြတော့အခုတလောမှာကအခုနှစ်ပိုင်းနေမှာကြတော့ပွဲတွေနေ ပွဲတွေနေတဲ့အခါကျတော့ကလေးတွေကရက်တီပေါ်ကနည်းနည်းခင်းရင်းကြတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ဒီကလေးတွေကိုပွဲနေတော့ဒီကလေးတွေအတွက်ကိုစောင်းဝင်နေရေတို့ပြီးတော့တကယ်တမ်းထိုးချင်တဲ့ကလေးတွေစိတ်ပါလက်ပါနဲ့ဟိုယူရလက်ဝေးကိုတကယ်ယူရလက်ဝေးပေါ့နော်တကယ်ဟိုဝါသနာပါပြီးထိုးချင်တဲ့ကလေးတွေအတွက်တော့အခက်အခဲတွေဖြစ်ကြတယ်အဲ့လိုကလေးတွေအတွက်ကကျွန်တော်က UAPD Professional Club ကိုကျွန်တော်ကဖွင့်လိုက်တာဒီကလေးတွေကဒီမှာလာကစားမယ်ဝါသနာပါတဲ့ကလေးတွေကဒီမှာကစားမယ်ကစားပြီးတော့သူတို့တွေဟိုမှာပေါ့ဂျာပွဲလေး ီတွေစမ်းထိုးမယ်အဲ့ဒီအမှသူတို့တွေလက်ရည်ကိုဟိုကောင်းတယ်သူတို့တကယ်ပဲဟိုဇွဲတွေနဘဲတွေရှိရဲပေါ့နော်တကယ်စားရှိရဲဆိုအဲ့ဒီကလေးမျိုးလေးတွေကျွန်တော်တို့ကရွေးထုတ်ပြီးတော့ဒီကလေးတွေကိုကျွန်တော်တို့ကဟိုကျွန်တော်တို့ရှိမှာကန့်ဝင်တဲ့ပုံစံမျိုးပေါ့အဲ့ကလေးရဲ့စာဝင်နေရေးအကုန်လုံးကိုကျွန်တော်တို့ကတာဝန်ယူပေးရဲသူတို့ရဲ့ကုန်ကြမ်းစိတ်တစ်ခုမှမရှိရဘူးပြီးတော့အခါကျတော့ကျွန်တော်ကအဲ့ကလေးတွေအားလုံးကိုလိုလေသေးမရှိအကုန်လုံးကျွန်တော်ကထောက်ပံ့ပေးပါတယ်တကယ်လို့သူတို့ပွဲထုတ်မယ်ဆိုရင်ပွဲထုတ်လို့ရတဲ့ ကွက်ထိုးကြီးတွေမှန်သမျှအားလုံးကိုလည်းကျွန်တော်တို့ကအကျိုးမြတ်ကျွန်တော်တို့ကယူတာမဟုတ်ပါဘူး။အဲ့ကလေးတွေအဲဟိုဘောနီးပြပေါ့နော်။အဲ့သူတို့တက်ပဲကျွန်တော်ကသုံးပြီးပါ။အခုလောလောဆယ်မှာကတော့ကျွန်တော်တို့ရှိကတော့ နိုင်ငံတကာအနေထားကိုရောက်သွားတော့စပိုင်းထက်ခွေရှိန်ပေါ့နော်အဲ့ကလေးကတော့လောလောဆယ်တော့ကျွန်တော်ဝမ်းမှာပါပါပဲဝမ်းမှာပါပြီးအခုလာမယ့်ဟိုဇန်နဝါရီမှာပါသူ့ဖွဲ့ထပ်ပါဖို့ရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ရှိရနေနိုင်ငံသားကိုနိုင်ငံတကာကိုရောက်တဲ့ကစားသမားပေါ့နော်ဇန်နဲ့ကစားသမားတွေဟာထိုးနေတဲ့ကစားသမားတွေတော့မြို့နယ်မှာရတဲ့သူတစိတ်ရတဲ့ကစားသမားတွေတော့ရှိတယ်ဒါပေမဲ့အခုနိုင်ငံတကာအဆင့်ကိုတော့သူတို့တွေတော့မရောက်ကြပြီပါနော်အဲ့လိုနောက်မှဆက်ထိုးမယ်ဆက်လာမယ်ကစားသမားတွေကိုကျွန်တော်တို့စီစဉ်ထားပါတယ်မြို့ရလက်ဝဲကိုစိတ်ဝင်စားတယ်လက်ဝဲကို ထိုးချင်တယ်ညီကိုတွေအနေနဲ့ဒီကြမ်းလာရွေးအလုပ်ပဲပလန်လိုက်တဲ့အားမှာဖွင့်နေပြီးတဲ့အတွက်ကြောင့်လာရောက်ပြီးတော့လည်းကစားရှင်တဲ့လူတွေ စုံစမ်းပြီးတော့လာရောက်ကစားနိုင်ပါတယ်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်လို့တကယ်မြမရိုးကလက်ဝဲအစ်စ်ကိုတင်ကျင်တယ်အဲဆိုရင်ဒီကလပ်ကနေကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ပြီးတော့ဒီမှာကနှမျိုးနှစားရှိပါတယ်တကယ်ကို professional ထိုးချန်တဲ့ကလေးတွေအတွက်ကို၃နာရီရာ နေနောက်ပိုင်းတန်းရှိပါတယ်ပြီးတော့၅နာရီရဲ့နောက်ပိုင်းကကြတော့အပြော်တန်းလာထိုးတာပဲဖြစ်ဖြစ်အဲ့ရနေပြီးတော့ဟိုအခြေခံလာထိုးပြီးတော့ဟို professional ကလပ်ကိုတန်းဟိုလမ်းကျင်တဲ့လူပဲဖြစ်ဖြစ်အဲ့လိုကလပ်လေးတွေဖွင့်ထားပေးပါတယ်ဒီမှာ match 130စကိုင်းလမ်းပေါ့နော်အော်နှည့်ရေကန်ပြီးကိုရက်ကွက်အ ಅನ್ನೋ ಮೈಂಡ್ ಆಯಾವ ಅಯ್ಯೋ ಚಾರ್ ಆಯ್ತು ಆಯ್ತು